ကောင်မလေးကနေရတက်တဲ့ကောင်လေးကရန်ကုန်ကပေါ့နော်ဒါမှမဟုတ်နေနေရအစစ်အမှန်လားဆိုတော့သူတို့လည်းမသိသေးဘူးတဲ့ဒါကပြီးတော့လဲတက်တဲ့ကောင်လေးရဲ့ဟာလဲတက်ပြီးသွားလို့ထွက်သွားတဲ့ CCTV လဲသူတို့မှာရှိရပေါ့နော်ရန်ကုန်မြို့တွေရှိတဲ့ဟိုတယ်တွေတရုတ်ကနေမှလူသက်မှုတွေဖြစ်တဲ့အကြောင်းတွေကျွန်တော်ကြားဘူးတဲ့ဒါကနေအချက်ချက်ချက်ပေါင်းများစွာထိုးရတယ်ကြားဘူးတဲ့ဒါပေမဲ့ခုတ်ထစ်ပိုက်နေဆိုတဲ့အဟောတော့မကြားဘူး အားလုံးပဲမင်္ဂလာပါတငယ်ချင်းတို့ကျွန်တော်ကတော့ဆိုင်းကြီးပါဗျာဒီကနေ့တငယ်ချင်းတို့ကျွန်တော်တင်ဆက်ပေးချင်တဲ့သတင်းလေးကတော့မနေ့က6ရက်နေ့ပေါ့နော်သတင်းကြွလာပြီးနေ့မှာရန်ကုန်မြို့ပေါ့နော်မြို့လေကောင်ရဲ့ဟိုတယ်တစ်ခုမှာလူသက်မှုဖြစ်သွားတယ်ဗျာဒီကနေ့မှာကျွန်တော်တင်ဆက်ပေးမှာကတော့အဲ့သတင်းလေးနဲ့ပတ်သက်တဲ့သတင်းအပြည့်စုံလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ဗျာ ဒီလိုမျိုးပေါ့နော်ချက်တိမင်္ဂလာရှိတဲ့နေသူနေပြန့်မျိုးမှာလူသက်မှုဖြစ်တယ်ဆိုတာကတော့ဒါတတော်ကိုကြည်ခွဲเสียဝမ်းနေเสียပဲဗျာနော်ဒီဆုံးမသွားတဲ့ကောင်မလေးကအသက်24နှစ်ပဲရှိသေးတယ်လို့ပြောတယ်ဗျာနော်အဲ့ဟိုတယ်မှာလည်းမကြမကြလာလာတဲနေတယ်လို့သိရတယ်ဗျာဒီဗီဒီယိုလေးထဲမှာတရင်အပြည့်စုံပါတာဖြစ်တဲ့အတွက်ကျွန်တော်ဒီဗီဒီယိုလေးကိုဆောင်းအောင်လိုက်ကြည့်ဖို့တငငယ်ချင်းတို့ဖိတ်ခေါ်ခြင်းပါတယ်ဗျာနော် ေကဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့အထွတ်မြတ်ထားတဲ့ဒါဝါလကင်းလို့တဲ့သတင်းချုပ်လာပြေးနေပေါ့နော်ဒါပေမဲ့ကြားတဲ့သတင်းတခုကတော့မင်္ဂလာတော့မရှိဘူးပေါ့နော်အာလာပြေးနေမှာဒါရန်ကုန်မြို့လေကောင်32လမ်း Beauty Land Hotel အခန်း900နဲ့မှာမင်္ဂလေးတယောက်ကိုဒါအပိုင်းပိုင်းဒီလိုလုတ်ပြီးတော့မှအပိုင်းပိုင်းတော့အဲ့လိုလုတ်ပြီးတော့မှအမိုက်တဲထည့်ပြီးပြစ်တာကိုလက်လေးထွက်နေတော့မှဒါလူသက်မှုဆိုတာသိတယ်ပေါ့တော်တော်ရက်ဆက်တယ်နော် ဘလို့ဖြစ်တာလဲဆိုတော့အခုကကဒီလိုမျိုးတခြားမြို့နယ်တွေတော့ကျမတို့ကတော့သိမသိဘူးလေနော်ကိုကတော့ရန်ကုန်နေတဲ့လူဆိုတော့ရန်ကုန်မှာကလေအဲ့လိုအခါကြီးရက်ကြီးတွေအဲအဲ့လိုမျိုးပိတ်ရက်တွေဆိုရင်လူငယ်တွေတော်တော်များများအဲ့ဒီကအဲ့ဟိုတယ်တွေတဲကိုကမ်းမှာအကုန်အပြည့်ပဲ ဟုတ်တယ်နော်အဲ့ပြဿနာဖြစ်နေတာပြီးတော့အခုကအွန်လိုင်းပေါ်မှာတယောက်နဲ့တယောက်မသိပဲနဲ့အာအွန်လိုင်းပေါ်မှာနေရည်စားတွေဖြစ်ကြတယ်အာသူ့ရဲ့စိတ်နေစိတ်ထားသူ့ရဲ့အခြေအနေသူ့ရဲ့ဇယိုက်တွေဘယ်လိုရှိလဲဆိုတာမသိဘူးအာအွန်လိုင်းပေါ်ကအပေါ်ရန်အလှပုံလေးကြီးကြည့်ပြီးတော့အာကြိုက်ကြပြီးတော့နာအပြင်မှာတွေ့တယ်အာဒီလိုမျိုးဒီဟိုတယ်တွေတဲခုခန်းတွေရောက်ကြတယ်ပေါ့နော်ရောက်ကြတာရဲ့နောက်ဆက်တွဲပါလဲဆိုတော့အခုလူငယ်တွေကြားထဲမှာလည်းထပ်ပြီးတော့ အာမူရစေပြတနာမူရစေကြတော့လူတယောက်ကိုဒီလိုတော်ကတ်ချင်တယ်ဆိုရင်တော့မှပဲဒေါသအလျောက်ရံဖြစ်လို့ဖြစ်ကြတယ်ဆိုရင်တော့မှပဲအာတစ်ချက်နှစ်ချက်လောက်ဆိုရင်ဒါကဒါသူ့ရဲ့ဒေါသကိုမထိန်နိုင်လို့လူတက်မိသွားတယ်ဆိုတဲ့အနေထားရှိတယ်ဒီနော်ဒါပေမဲ့ဒီလိုအပိုင်းအပိုင်းအတစ်တစ်ဆိုတဲ့ဟာရဲ့နောက်ဆက်အတွဲကကျတော့စိတ်ပိုင်းဆိုင်ရာပြဿနာတွေပါလာနိုင်တယ်ငါစိတ်ပိုင်းဆိုင်ရာပြဿနာပါလာနိုင်နေဆိုတော့အာလူငယ်တွေဒါဆိုရင်လူငယ်တွေကြားထဲမှာအဓိကအဲ့လိုမျိုးဖြစ်တယ်ဆိုရင်ဘာလဲဆိုတော့မူးရမူးရစေး အဲအဓိကမူရစ်ဆေးရဲ့ side effect တွေပေါ့နော်မူရစ်ဆေးရဲ့ side effect ကများသောအားဖြင့်အဲ့လိုမျိုးပြဿနာတွေကိုပိုဖြစ်တယ်တော်တော်ဆုဆုဝါးဝါးယူဖြစ်သွားတာ ਉਹ နော်အဲ့တော့ဒီလိုမျိုးအဲ့လိုမျိုးဒီလိုဒီလိုဒီလိုအခြေအနေမျိုးအဲ့ဒါတွေကနောက်ဆက်တွဲတွေလို့လဲထင်တယ်ပေါ့နော်ဒါကကြားတာတွေကတော့မင်္ဂလာမရှိဘူးစိတ်လည်းမကောင်းစေရပါအာအလွယ်လေးတယောက်နဲ့တယောက်လေးလာမှုမရှိဘဲနဲ့တိရဟာတွေရဲ့အလွယ်တွေ့တာတွေရဲ့ဒီမူရစ်ဆေးနောက်ဆက်တွဲတွေရဲ့ဒါတွေလို့ပဲထင်တယ်ကျမဒါကျမထင်တာပြောတာပါအခုတည်းကတော့တရားခံမသိသေးဘူးလို့တော့ ပြောကြတယ်ဒါဆိုရင်တော့ကျင်းသေးတယ်ဒီကအချိန်ပိုင်းလာတဲပြီးတော့မှတ်ပုံတင်နေပါလိမ့်များမယူလို့လားပေါ့နော်မှတ်ပုံတင်ယူရင်တော့သူတို့နောက်ဆက်တွဲဘသူဆိုတာသိရမှာပဲလေဟုတ်တယ်မလားအခုကမှတ်ပုံတင်တော့မယူဘူးလားဒီဟိုတယ်ကလေပြီးတော့လေရန်ကုန်ကိုသူကမြို့လေကောင်တက်တက်ကြီးကွာ32လမ်းဆိုတာစူးလေဖျားနားမှာတယ်နော်စူးလေဖျားတကယ်မြို့လေကောင်တက်တက်စူးလေဖျားနားမှာတယ်ဒီလိုဖြစ်တာကြတော့လေအမြင်အားတိတ်ပြီးတော့မတင်တယ်ဘူးပေါ့လေနော်အလားပြင်းနေကြီးကလည်းဖြစ်တယ်ပေါ့ ကြားရတာကြီးစိတ်စိတ်တော့မကောင်းစရာပေါ့နော်ခက်လူငယ်တွေရပြာနော်မျိုးစုံလောက်တက်တယ်နော်စီမျိုးစုံတုံးတက်တယ်အဲ့ရမျိုးစုံတောက်ကြတယ်နေရမျိုးစုံအောင်ကိုသူတို့မတော်ဘူးတဲ့နေရာကိုမရှိဘူးပြာနော် ဒါကြောင့်မလို့ main ကလေးတွေလည်းပြောချင်တာကတော့ line ပေါ်မှာတွေးတဲ့ကောင်နေနော်မြင်မြင်သမားကိုမကြိုက်ပါနဲ့မြင်မြင်သမားကိုကြိုက်ပြီလို့နော်ဂူးလို့မဖြစ်တင်တာတွေဖြစ်ကုန်ကြတယ်အခုခေတ်လူငယ်တွေကကြိုက်ပြီဆိုရင် hotel တွေတဲခုခန်းတွေတန်းသွားကြတာဗျာနော်အဲ့ဒါကြီးကတော်တော်ဆိုးတယ်ဗျာမိဘတွေကလည်းဒီလိုကိစ္စရမျိုးမဖြစ်အောင်ကိုယ့်ရဲ့သားသမီးတွေကိုတိတိကျကျထိမ့်သိမ့်တင်နေဗျာနော်မနေ့လေကတင်လိုက်တဲ့ရန်ကုန်မြို့လေကောင်ဟိုတယ်မှာလေ ကောင်းပါလေ24နှစ်အရွယ်ကောင်းပါလေဒီလိုအပိုင်းပိုင်းလုပ်ပြီးတော့တော့ကတ်ခံရတဲ့အမှုနောက်ဆက်တွဲပေါ့နော်အခုထပ်ပြီးတော့မျက်စိမှထပ်တင်တာလေးကဘလို့တင်လဲဆိုတော့ကောင်းပါလေရဲ့အသက်က24နှစ်ငငယ်ပဲရှိသေးတယ်နော်ဒီအခန်း9ရက်နှစ်မှာတဲနေတာကြာပြီလို့တော့ပြောတယ်အာသူ့ရှိကိုကောင်းလေးလာတဲ့ဟာပေါ့နော်သူတို့တွေပေးထားတဲ့မှုတ်ပုံတွေအရဆိုရင်ကောင်းပါလေကနေရတတ်တဲ့ကောင်းလေးကရန်ကုန်ကပေါ့နော် ဒါမှမဟုတ်ဘုံနေနေရအစစ်အမှန်လားဆိုတော့သူတို့လည်းမသိသေးဘူးတဲ့ဒါကပြီးတော့လဲတက်တဲ့ကောင်လေးရဲ့ဟာလဲတက်ပြီးသွားလို့ထွက်သွားတဲ့ CCTV လဲသူတို့မှာရှိရပါတော့။အဲလုံးဝအေးဆေးဆေးပဲထွက်သွားတာတဲ့။အာပုံကလည်း CCTV ရေကပုံကလည်းတော်တော်ထင်ရှားတယ်လို့ပြောတယ်။အာအားလုံးပေါင်းပိုင်းထားတဲ့အပိုင်းရကြတော့ဒီကုလုံးကို၃ပိုင်း၃ပိုင်းပေါင်းတော်တော်ရက်ဆက်တယ်နော်။အာတချို့ comment တွေကိုဖတ်ရတဲ့အခါကျတော့လည်းဘယ်လိုလဲဆိုတော့ အမ်ပေါင်ဆိုရင်အထက်ကရိုးပဲရှိရတယ်အပေါ်ကဟာတွေဘာမှမရှိတော့လွှာပြီးတော့ဟိုဘာတွေကိုအထက်ကရိုးပဲရှိရတယ်ပေါ့အဲ့လိုမျိုးတွေအောင်ဖြစ်တယ်ဒါကြတော့တခြားအာဘလို့ပတ်သက်မှုတွေဘလို့တွေရှိလဲဆိုတာတော့သူတို့လည်းမသိဘူးဗောနော်လက်ရှိကောင်လေးကတော့ရန်ကုန်ကကောင်မလေးကတော့ငယ်ရဆိုတဲ့အမှတ်ပုံတင် အရာတော့သူတို့ဒီလိုပဲဖြစ်တာတယ် ငါတက်တဲ့သူရဲ့မျက်နာကိုလည်း CCTV ထဲမှာတော်တော်တိတိကျကျပေါ်တယ်လို့ပြောတယ်။ဒါမျိုးစိမထပ်တင်ထားတဲ့တထင်ပေါ့နော်။ခုနကတော့ပေါင်မှာဟိုအယိုးပဲရှိတယ်။အပေါ်ကဟိုဟာတွေကိုတလွာချင်းစီအဲ့လားဘာမှမရှိတော့ဘူးဆိုတာတွေကလည်းတော့ကကိုမန့်နေမှာကြည်ရတာပေါ့နော်။ဘာကြောင့်လေလဲဆိုတာတော့မသိဘူးပေါ့။အထက်ကကလေးစားလေးပါလေဘာမှမရှိဘူးလို့တော့ပြောတယ်။ရှက်ဆက်တယ်နော်။အဓိကလူတွေကကိုဒီလိုဘိုင်းဘိုင်းတက်တဲ့အတွက်ကကရိယာတွေဘလို့လက်နဲ့ပစ္စည်းတွေလဲ။ ဒီအိတ်တွေရောဘာတွေရောဒါတွေကစဉ်းစားစရာတွေကတော့အများကြီးပေါ့နော်ဒီလိုပိုင်ပိုင်တိတိဖြစ်အောင်လုပ်မယ်ဆိုပြီးတော့เนาะအဲ့လိုမျိုးရည်ရွယ်ချက်ကသူ့မှာအရင်ကတည်းကရှိပြီးသားဖြစ်လောက်မယ်ဗျာเนาะဒါကြောင့်မလို့ပစ္စည်းတွေကိုလည်းသူကြိုတင်စုဆောင်းပြီးတော့ယူလာတာလည်းဖြစ်နိုင်တယ်ဗျဒါနဲ့ပတ်သက်တဲ့နောက်ဆက်တွဲသတင်းလေးကိုလည်းကျွန်တော်တို့အတူတူနားထောင်ကြည့်ကြရအောင်ဗျာเนาะရန်ကုန်မြို့လေကောင်မှာဒီနေ့ဒီနေ့လိုမျိုးဗုဒ္ဓဘာသာဝင်တွေစိတ်ကြည်လူစရာကောင်းတဲ့နေ့တနေ့မှာတွေ့မြင်ထားတဲ့နေ့တနေ့တကယ်ကိုကောင်းတဲ့နေ့တနေ့မှာရုပ်တို့ရုပ်ဆိုးကြီး ကြီးတန်တဲ့ကိစ္စတခုဖြစ်သွားပါတယ်။အဲ့ဒါပါလို့ဆိုရန်ကုန်မြို့လေကောင်းပေါ့ဗျာ။ဗပဲတန်းမှာဗပဲတန်းမှာရှိတဲ့ Beauty Land ဆိုတဲ့ဟိုတယ်နော်။အဲ့ဒီဟိုတယ်မှာဖြစ်သွားတယ်ဖြစ်စဉ်။ဒါကလည်းကျွန်တော်တို့ပွင့်လည်းပြောရအောင်တော်တော်ရုပ်ဆိုးကြီးတန်ပါတယ်။ပြီးတော့အမျိုးသမီးတွေအတွက်တော်တော်သတိကြီးထားရမယ့်ကိစ္စတခုဖြစ်တယ်လို့ပဲကျွန်တော်တို့တရားဟုတ်တော့သတင်း message ပေးချင်ပါတယ်။အဲ့ဒါကပါလဲဆိုတော့ဒီ Beauty Land ဟိုတယ်မှာဟိုတယ်ရဲ့ Aircon အဲဟိုတယ် Aircon ပေါ့ဒီ Aircon Outdoor Unit တွေထားတဲ့နေရာရဲ့ သူအော်တို unit နှစ်ခုပေါ့ beauty land hotel ရဲ့ဘေးပေါ့ပေါ့အော်တိုတွေထားတဲ့ unit နှစ်ခုပေါ့အော်တို unit နှစ်ခုရဲ့ကြားထဲမှာအထုပ်လေးတစ်ထုပ်ရှိတယ်အထုပ်လေးတစ်ထုပ်ကနေပြီးလက်ကလေးချောင်းထွက်လာလက်ကလေးချောင်းထွက်လာလက်ချောင်းထွက်လာထွက်နေတော့အဲ့ဒါကိုဒီနေ့မနေ့စောကြီးမှာအဲ့ဒါထွက်နေတာကိုဘေးကအေးရလူတွေကမြင်သွားတာမြင်သွားတော့ဘာကြီးလဲဆိုပြီးတော့အဲ့ဒါနဲ့ကြည့်လိုက်တော့ကြည့်ရတာမှုခင်းတစ်ခုခုဖြစ်ပြီလို့ဘေးကလူတွေသတိထားပြီးဝင်ရတယ်အဲ့ကြောင့်မို့သူကသက်ဆိုင်ရာအုပ်ချုပ်ရာအနာရဖွဲ့သီးလို့ချက်ချင်းဆက်သွယ်ပြီးတော့ချက်ချင်းသွားပြီးကြည့်ခိုင်းလိုက်တဲ့အခါဟိုတယ်အခန်းနံပါတ်ကအခန်း902 အခန်းကားနဲ့ကအခန်းအပြင်ဘက်အော်တိုယူနစ်နှစ်ခုထားတယ်ကြားထဲမှာအထုပ်လေးထုပ်အထုပ်နဲ့အပြာရောင်အထုပ်နဲ့ပေါ့ဗျာပြောရင်ထုပ်ထားတယ်ပလတ်စတစ်အပြာအေးအပြာနဲ့ထုပ်ထားတယ်အဲ့ဒီထုပ်ထဲမှာဘာတွေဖြစ်နေလဲဆိုတော့အမျိုးသမီးတယောက်ရဲ့ခန္ဓာကိုယ်အစိပ်ပိုင်းနေခုတ်ထက်ပိုင်းထားတဲ့အစိပ်ပိုင်းနေတွေ့ရတယ်ရှက်ဆက်တယ်နော်ဒါမျိုးတွေကိုရုပ်ရှင်ကားတွေထဲမှာမြင်ဟိုရုပ်ရှင်ကားတွေထဲမှာထည့်ရိုက်တာတွေမြင်ဘူးလေမြန်မာပြည်ရဲ့တကယ်ညားတွေမှာမမြင်ဘူးသေးဘူးပြီးတော့ရန်ကုန်မြို့တွေရာရှိတဲ့ဟိုတယ်တွေတဲဥကန်တွေမှာလူတက်မှုတွေဖြစ်တဲ့အကြောင်းတွေကျွန်တော်တို့ကြားဘူးလေဒါနဲ့အချက်ချက်ချက်ပေါင်းမှသာထိုးရတယ်ကြားဘူးလေ ဒါပေမဲ့ခုတ်ထစ်ပိုက်တယ်ဆိုတဲ့အာဟုတော့မကြဘူး။ဘုရားခုတ်ထစ်ပိုက်သွားတယ်ဆိုတာတော်တော်တော့ဆိုပါတယ်။ကျွန်တော်ပြဖို့မကောင်းဘူးလက်ဆိုရင်ဒီလိုလက်အုံလိုက်ပေါ့လေအုံလိုက်ကြီး။အုံလိုက်ကြီးခန္ဓာကိုယ်ကြီးလိုလက်ဒီလိုအုံလိုက်ကြီး။ဇက်တွေဇက်ကအုံလိုက်ကြီးလက်ဒီဓာတ်ကြီးခန္ဓာအပိုင်ခန္ဓာကိုယ်၃ပိုင်းလောက်ပိုင်းသွားတယ်လက်တွေဒီလိုနှစ်ပိုင်းပိုင်းချက်တော့တွေလည်းပိုင်းပလိုက်တယ်။ပြောရရင်တော့အနည်းဆုံးခန္ဓာကိုယ်9ပိုင်း10ပိုင်းလောက်ပိုင်းပလိုက်တာပေါ့။အဲ့လိုပိုင်းပလိုက်တာ။အယုတ်ကိုချိုးချည်တယ်လို့လှုပ်ပလိုက်တာနော်။ဒီဆုံးသွားတဲ့အမျိုးသမီးတယောက်။အဲ့ဖြစ်စဉ်ဒီကနေ့မနေ့မှာ9နာရီကျော်လောက်မှာအဲ့ဒီဟာကို ီဘေးနာအိမ်ဒီနေ့မနေ့ဘေးနာအိမ်ကြီးမြင်လိုက်လို့အာနာမေဖွဲ့စည်းယူလမ်းပြုတ်လို့အုပ်ချုပ်ဖွဲ့တယ်သွားတွေ့လိုက်တယ်ကိုကစစ်တော်ခါမှာအခန်းငါးအနေမှာအဲ့လိုအထုပ်ကလေးတစ်ထုပ်နဲ့ထုပ်နဲ့ထုပ်ထားတာတွေ့လိုက်ရတော့ကြည့်လိုက်တော့ခါကျတော့အမျိုးသမီးတော်ဖြစ်နေကြအောင်သွားတွေ့ရတယ်အဲ့တော့ဒီကိစ္စနဲ့ပတ်သက်လို့အဲ့ဒီဟိုတယ်ကိုချက်ချင်းဆိုသလိုခဏချိန်ပေးလိုက်တယ်ခဏပေးလိုက်တယ်ပေးလိုက်ပြီးတော့ဒီဖြစ်စဉ်ဟိုတယ်တစ်ခုလုံးပြန်စစ်ဆေးမှုလုပ်တယ်ဟိုတယ်မှာရှိတဲ့ဝန်ထမ်းတွေကိုတစ်ခုလုံးတယောက်ချင်းစီကိုမေးတယ်စစ်ဆေးမိပြန်တယ်ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ နောက်ဆုံးအလုံဆင်းခဲ့တဲ့နောက်ဆုံးကျက်သက်ဘက်တွေမှာအလုံဆင်းခဲ့တဲ့ဒီသေဆုံးသူလက်အပိုင်းပိုင်းပြရကိုတခဏကိုပိုင်းပြရသေဆုံးသူအမျိုးသမီးအလောင်းကိုတော့ရင်ခွဲရုံပို့တယ်ပြီးတော့ဆေးဆရာဝန်နေနဲ့ဆစ်ဆေးတယ်သေဆုံးတဲ့ကာလရက်ကာလကိုခံမှန်းနေပါဗျာဆိုတော့ဖြစ်နိုင်ခြေအရှိဆုံးဒီအခြေအနေကိုကြည့်ချင်းအဖြစ်တော့ဖြစ်နိုင်ခြေအရှိဆုံးကတော့ဒါဒီနေ့ကအောက်တိုဘာ6ရက်ဆိုမနေ့ကအောက်တိုဘာ9ရက်သို့မဟုတ်အောက်တိုဘာ4ရက်လွန်ခဲ့တဲ့1ရက်သို့မဟုတ်2ရက်အတွင်းကလွန်ခဲ့တဲ့24နာရီ48နာရီအတွင်းမှာ ဒီဖြစ်စဉ်ဖြစ်သွားတာဒီလူသားမှုဖြစ်သွားတယ်လို့ပြောလို့ရတယ်ပြောရလို့လည်းမကြသေးဘူးနော်၈နှစ်အရွယ်တည်းမှာလူသားမှုဖြစ်တယ်လို့ခံမှန်းလို့ရတယ်ကျွန်တော်ဒါကျွန်တော်ရဲ့ခံမှန်းချက်ပါဟိုဆေးဆရာဝန်ရဲ့ခံမှန်းချက်မှုတွေပေါ့ကျွန်တော်ရဲ့ခံမှန်းချက်မှာတော့လွန်ခဲ့တဲ့50ရက်၈နှစ်အရွယ်အတွင်းမှာဖြစ်ခဲ့တဲ့လူသားမှုလို့ပြောလို့ရတယ်โอเคအဲ့တော့ဒီ50ရက်အတွင်းမှာအလုပ်လုပ်ကြတဲ့ဝန်ထမ်းတွေကိုအကုန်လုံးပြန်စစ်တယ်ဟိုတယ်ပိုင်းဟိုတယ်တာဝန်ရှိသူကိုစစ်တယ်စစ်ပြီးတော့လည်းမင်းမြတ်မှုတွေတာဝန်ရှိသူတွေလုပ်နေတယ် လုတ်ပြီးတော့ခုန CCTV ရှိလား CCTV ပြန်ရှာတယ်အိုင်နာပြပတ်လည်းမရှိ CCTV မှတ်တမ်းတွေကိုပြန်လိုက်ကြည့်တယ်နော်အဲဟိုတယ်ပြပတ်လည်းမှတ်တမ်းလိုက်ကြည့်တယ်ကြည့်ပြီးတော့ဟိုတယ်ဝင်ထွက်အတက်ဆင့်ဘာတွေကိုလို့သူကိုစစ်ပြီးတော့မှဖြစ်နိုင်ခြေရှိဆုံးဟာလည်းကြည့်ရတယ်အမျိုးသမီးနဲ့အမျိုးသားတွေတို့တွတ်တက်သွားတဲ့အမျိုးတွေအမျိုးသမီးအမျိုးသမီးကနောက်ကတက်သွားတာမျိုးတွေအမျိုးသားအဲ့လိုအကုန်လုံးပေါ့ဗျာဒီဝင်ထွက်မှတ်တမ်းတွေကိုပြန်ပြီးတော့စစ်ကြတယ်ဆိုတဲ့မျိုးတွေတွေ့ရတယ်ဆိုတော့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့တေဆုံးသူဘယ်သူလဲဆိုတော့ဒီကနေ့အော်တိုဝါ6ရက်နေ့ညနေ9:00အထိကျွန်တော်ညအခုကျွန်တော်ရုပ်သံပြောတဲ့ည7:00ခွဲအထိ မသိရသေးဘူးကျွန်တော်စုံစမ်းကြည့်သလောက်မသိရသေးဘူးဘသူဆိုတာဘသူမှအတိအမပြုနိုင်သေးဘူးမူကင်းဆရာဝန်တွေကတော့မူကင်းဆရာဝန်တွေကဒီဘူးကျမှာတော့48နှစ်အတွင်းသိဆုံးထားရဆိုတော့အသုံးသက်ချက်မျိုးတော့ထွက်ကောင်းထွက်နေလိမ့်မယ်ဒါပေမဲ့ဟိုကတော့ဘယ်သူလဲဆိုတာမသိဘူးဒီမျိုးသူဘသူမှမသိဘူးသူထောက်ထားမရှိဘူးဘာထောက်တော့မပါမလားတော့ဘာမှမရှိဘူးမရှိတော့ဘသူမှမသိဘူးမသိတော့လောက်အကန်ရခက်တယ်ပေါ့ဗျာဆိုတော့တခါဟိုတယ်ကိုဆက်လိုက်တဲ့ခါကျတော့လေဒီမျိုးသမီးအဝင်ထွက်နေပတ်သက်လို့ဟိုပါပေါ့ မှတ်ပုံတင်နေအထောက်ထားယူထားတာတွေတေချာရှိတဲ့ပုံမပေါ်ဘူးဗျမပေါ်ပြန်ဘူးဘာလို့ဆိုတော့ကျွန်တော်တို့ဒီဖြစ်နေတဲ့နောက်ပိုင်းမှာဖြစ်နေတာပေါ့နော်ဆိုတော့ဖြစ်နေတာကြီးချင်းအဖြစ်တော့ဟိုဒီနောက်ပိုင်းမှာဟိုတယ်တွေလုပ်နေတယ်တဲခွက်နေတယ်တချို့တဲခွက်နေတယ်လုပ်ရတယ်ကျတော့ဒီလူမျိုးပြစ်မှုတွေဖြစ်လာရင်မှုခင်းတွေဖြစ်လာရင်ဖော်ထုတ်ရခက်တဲ့ဖြစ်စီမှုဖြစ်တယ်ဆိုတော့ဒီ hotel တွေမှာအခုနောက်ပိုင်းလူတွေတဲကြခိုးကြတယ်ဆိုလို့ရှိရင်ပုံမှန်ဆိုရင်မှတ်ပုံတွေပေးရပါ ကဲကျွန်တော်ငွေချင်းများအလုံးဗီဒီယိုလေးကတော့ဒီလောက်ပါပြီနော်ဒါကတော့နောက်ဆုံးရသတင်းလေးပဲဖြစ်ပါတယ် CCTV မှတ်တမ်းတွေကပြန်ကြည့်တာကတော့ကျူးလွန်သူရဲ့ရုပ်ကိုတည်တည်ချာချာတွေ့ရတယ်လို့တော့ပြောတယ်ဗျာနော်အခုထိတော့သူတို့ကိုပေါ့နော်လက်ပူးလက်ကျက်လက်ရဖမ်းဆီးနိုင်ခြင်းမရှိသေးဘူးဗျာနော်အခုမှစုံစမ်းဆဲပဲဗျစုံပါသွားတဲ့အမျိုးသမီးကတော့နေကားလို့သိရတယ်ဗျာနော်ဒါကြောင့်မလို့ main ကလေးလည်းအထူးတတိထားဖို့လိုတယ်ဗျာနော်။ line ပေါ်မှာတွေးတဲ့သူတိုင်းကိုမယုံဖို့၊တွေးရတဲ့သူတိုင်းကိုမကြိုက်ဖို့ ပြီးတဲ့အခါကိုယ့်ရဲ့ချစ်သူရဲ့အလိုကိုမလိုက်ဖို့အရန်ကိုလိုအပ်တယ်ဗျာနော်ကျွန်တော်ရှေ့မှာပြောသွားသလိုပဲအခုခေတ်လူငယ်တွေကအခုတွေ့ကူးကြိုင်နော်အခုတဲခိုကန်သွားဟိုတယ်သွားဒီလိုမျိုးကိစ္စရဲ့မျိုးကိုအများပြကျူးလွန်တာတွေ့ရတယ်ဗျဒါကိုလုံးဝရှောင်ကျဉ်ဖို့ထိမ့်သိမ့်ဖို့လိုအပ်ပါတယ်ကြည့်နေကျွန်တော်ရဲ့တငယ်ချင်းတွေလည်းဗာတရင် update လေးတွေရလဲဗျာနော်ရတယ်ဆိုရင်ကျွန်တော်ရဲ့အောက်မှာ comment လေးနဲ့ share ပေးသွားခဲ့ပါအောင်ဗျကဲဒီနေ့ video လေးကတော့ဒီလောက်ပါပဲဗျာနော်နောက်ထပ် video တွေမှာကျွန်တော်တို့တွေပြန်လည်ဆုံတွေ့ကြပါအောင်ပဲဗျာနော်